ဆိုဖာမြင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့အနေရောအားလုံးတူတူ new art meditation ကိုလှူဆောင်ကြရအောင်ပါ new art ဆိုတဲ့စကားလုံးလေးကကဘာမြေတစ်ကိုကိုစားပြုနေပါတယ်ကဘာမြေတဲလို့ပြောတဲ့အခါမှာအနေရောကမိမိတို့အခုလက်ရှိနေထိုင်နေတဲ့ကဘာမြေကြီးနဲ့ကွဲပြားခြားနားတဲ့ပိုကောင်းတဲ့နောက်ထပ်ကဘာတစ်ခုပေါ်ထွန်းလာမယ်လို့ မျောလင့်ထားကြပါတယ်တကယ်တော့ကဘာမြေသိဆိုတာက နောက်ထပ်ကဘာကျိုးတစ်ခုပေါ်ထွန်းလာတာမဟုတ်ပါဘူး အနီရောနေထိုင်နေတဲ့ကဘာမြေကြီးမှာပဲအသက်ရှင်တန်နေကြတဲ့လူသားတဦးတယောက်ချင်းစီတိုင်းကမိမိတို့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနာဝိညာဉ်ပိုင်းဆိုင်ရာတွေမှာပြောင်းလဲလာတဲ့အတွက်ကဘာမြေကြီးဟာပိုကောင်းတဲ့ကဘာကြီးအဖြစ်သို့ vibration တွေကူပြောင်းလာတဲ့ကဘာမြေရဲ့ evolution စင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကိုကိုးစားပြုနေတာဖြစ်ပါတယ် ဒါကြောင့်အနီရိုအားလုံးမျောလင်းနေတဲ့ကဘာမြေသင်းဆိုတာကလည်းရုပ်ရည်ရဲ့ပေါ်ထွန်းလာမယ့်နောက်ထပ်ကဘာတစ်ခုကို ပြောတာမဟုတ်ပါဘူးလူသားတဦးတယောက်ချင်းချင်းပြောင်းလဲလာတဲ့အတွက်ကြောင့်ပူကောင်းလာတဲ့ကဘာမြေကြီးဟာတဖြည်းဖြည်းနဲ့ပုံပေါ်လာတာဖြစ်ပါတယ်မမြင်ရတဲ့ vibration တွေရဲ့ပြောင်းလဲမှုတွေကိုရင်ညွှန်းနေတာဖြစ်ပါတယ် အနေတို့လူသားအလုံးဟာကဘာမြေတစ်ကိုပေါထွန်းလာစေချင်တယ်ဆိုရင်တဦးတယောက်ချင်းစီတိုင်းကမိမိတာဝန်ကိုမိမိရှုပြီးမိမိရဲ့ကိုယ်စိတ်နှလုံးသုံးပါးကိုပြုပြင်ပြောင်းလဲကြရပါမယ်။မိမိတို့ရဲ့ကိုယ်ပိုင် vibration တွေကို မြင့်တင်ကြရပါတယ်။ vibration လို့ပြောတဲ့အခါမှာဒါဟာကိုယ့်ရဲ့စိတ်တန်တန်အတွင်းမှာရှိနေတဲ့ယုံကြည်မှုတွေနဲ့ခံစားချက်တွေကိုရည်ညွှန်းနေတာဖြစ်ပါတယ်။ လူသားတဦးတယောက်ချင်းစီရဲ့စိတ်တန်တန်ဒီမှာအတားစိတ်ဒီမကောင်းတဲ့စိတ်ဒီရှိနေတဲ့၍အနေရောနေထိုင်နေတဲ့ကဘာကြီးကလည်းဆက်လက်ပြီးတော့ဆုပ်ယုပ်ပျက်စီးလာစေမှာဖြစ်ပါတယ်။ကဘာမြေအစ်စ်မှာကောင်းတဲ့ vibration တွေသာလျင် ရှိနေပါတယ်။ဒါကြောင့်အနေရောဟာကဘာမြေအစ်စ်ကို အလျင်မြန်ပေါ်ထွန်းလာစေခြင်းနဲ့ဆိုရင်ကိုယ်ရဲ့စိတ်တန်တန်မှာရှိနေတဲ့မကောင်းတဲ့စိတ်အခံတွေအတားစိတ်တွေကိုလွတ်ချကြရပါလိမ့်မယ်။ကိုယ်ရဲ့ခံစားချက်အတွင်းထဲမှာရှိနေတဲ့နာကျင်မှုအမုန်းတရားဒေါသမာနတွေကိုဖယ်ရှားနိုင်ရပါလိမ့်မယ်။ ။မနေ့က healing cycle လေးမှာအနီဝင်မြခဲ့တဲ့အတိုင်းပဲလူသားတစ်ဦးတစ်ယောက်ချင်းစီကမိမိတို့ရဲ့အတ္တတွေကိုဖယ်ရှားပြီးလောကအတွက်အကျိုးပြုခြင်းနဲ့စိတ်ဆန္ဒတွေဒါဖြစ်လာခဲ့မယ်ဆိုရင်အနီတို့နေထိုင်နေတဲ့ကမ္ဘာမြေကြီးကလည်း new art အဖြစ်သို့တဖြည်းဖြည်းအတွင်ပြောင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ရဲ့ meditation လေးမှာဆိုရင်တော့အနေရောကကိုယ်တာဝန်ကိုယူပြီးကိုယ့်ရဲ့စိတ်တန်တန်းကိုယ့်ရဲ့ခံစားချက်တွေမှာမကောင်းတာတွေကိုဖယ်ထုတ်ကြရအောင်ပါနော်ဒီကနေ့ရဲ့ meditation လေးကိုစတင်ကြပါမယ်။ Enido So Family များအားလုံးပဲတတောင်တတာလေးနေရာလေးယူပေးပါ။လဲနေတာထက်ဆိုင်ရင်တော့ထိုင်နေတာကို အနီးကပိုပြီးတော့မှကောင်းမွန်တယ်လို့တိုက်တွန်းပါရစေ။ တတောင်တတလေးထိုင်ပြီးပါကြောလေးကိုမမတ်လေးထားပြီးတဲ့အခါမှာတော့အာစနာပုံစံကလေးနဲ့ကျွန်တော်တစ်ဖက်နဲ့တစ်ဖက်ကိုမထက်စီပဲနဲ့တင်ပလင်ကို ပုံစံလေးနဲ့နေရာယူပြီးပါလက်ပွားလေးနှစ်ဖက်ကိုလှန်ထားပြီးတော့မှပေါင်တစ်ဖက်တစ်ချက်စီမှာတင်ထားပြီးပါမျက်လုံးလေးကိုမှိတ်ထားပြီးပါစိတ်ကလေးကိုလျှော့ထားပြီးပါ ကဘာမြေတစ်ပုံပေါ်လာဖို့အတွက်ဟာလူသားတဦးတယောက်ချင်းစီတိုင်းမှာတာဝန်ရှိနေပါတယ်။တယောက်တည်းကောင်း၍မဖြစ်နိုင်ပါ။လူအများစုပေါင်းပြီးတော့ကောင်းမှသာလျှင်ဒီအရွေးတစ်ခုဟာထင်းထင်းရှားရှားပုံပေါ်လာမှာဖြစ်ပါတယ်။ ဟီလင်းဆိုင်ကမပြောခဲ့တယ်လို့ပါပဲအနေလိုတူဦးတယောက်တည်းကကွဲထွက်ပြီးပြေဆိုကျွဲဝါနေလို့မရတော့ဘူးတူဦးတယောက်တည်းကကွဲထွက်ပြီးအေဂျင့်နေလို့မရတော့ပါဘူးလူသားတွေအားလုံးအေဂျင့်မှသာလျင်ကဘာမီကလည်းအေဂျင့်လာနိုင်မယ်လူသားတွေအားလုံးပြေဆိုကျွဲဝါနေမှသာလျင်ကဘာမီကလည်းပြေဆိုကျွဲဝါနိုင်မှာဖြစ်ပါတယ် ဒါကြောင့်အနေတို့ဟာမိမိကိုယ်ကိုလည်းတာဝန်ယူပြီးမိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်းကိုယ့်ကိုယ်ကိုတာဝန်ယူကြလာအောင်တိုက်တွန်းနှိုးဆော်ဖို့လည်းလိုအပ်ပါတယ်ထို့သို့တိုက်တွန်းနှိုးဆော်နိုင်ဖို့အတွက်မိမိကိုယ်ရဲ့စိတ်တန်တန်နဲ့ခံစားချက်တွေမှာလည်းမကောင်းတဲ့စိတ်အတားစိတ်တွေကိုဥစွာဖယ်ရှားထားဖို့အတွက်လိုအပ်ပါတယ်။ကိုယ့်ရဲ့စိတ်ကလေးတွေအားလုံးကိုရှင်းချထားလိုက်ပါနော်။ ြင်ပလောကရဲ့အာယုံတွေကိုခဏလေးမေ့ထားပေးလိုက်ပါ ပြင်ပမှာဘာတွေပဲဖြစ်နေပါစေဒီအချိန်အခိုက်တက်လေးမှာတော့မိမိရဲ့အာယုံကို ကုကုကို အပေါ်မှာပဲဥတီထားပေးပါခနာကိုကြီးကိုစပြီးတော့ရှော့လိုက်ရအောင်ပါနော်အနေတို့ခြေချောင်းကလေးတွေကနေစပြီးတော့ရှော့လိုက်ပါမယ်ခြေချောင်းလေးတွေကိုရှော့လိုက်ပါခြေတလုံးလေးတွေကိုရှော့လိုက်ပါ ေါင်ရဲ့ကြွက်သားတွေကိုလျှော့လိုက်ပါတင်ပါကြွက်သားတွေကိုလျှော့လိုက်ပါမိမိတို့ရဲ့ခါးတွေကြောပြင်းတွေဝမ်းပိုက်တွေရင်ပတ်တွေကိုလည်းပဲလျှော့ချပေးလိုက်ပါလမောင်းကနေပြီးတော့လက်ချောင်းလေးတွေအထီလဲလျှော့ချထားပေးလိုက်ပါကိုယ့်ရဲ့ကုတ်မှာထမ်းပိုးထားမိတဲ့တာဝန်ဝတ္တရားတွေကိုလည်းလျှော့ချထားလိုက်ပါမျက်နှာကြွက်သားလေးတွေကိုလည်းလျှော့ချထားပေးလိုက်ပါ မျက်နှာလေးကိုပြုံးပြုံးလေးနေလိုက်ပါနော်မျက်မှောင်လေးကြုံမထားပါနဲ့နှာခမ်းကြီးတွေစိမထားပါနဲ့ပြပြရောရောလေးနေပြပါနော်ဒီချိန်လေးမှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကို အနာလေးပေးလိုက်ပါနှခါနေလေးလေးကို ရှွသွင်းလိုက်ပါဖြည်းဖြည်းချစ်ပစက်ကပြန်ရှွထုတ်လိုက်ပါ ဒုတိယမြောက်တဲ့ချိန်ကိုနှာခေါင်းကနေလေးကို ရှုသွင်းလိုက်ပါ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါသုံးချိန်မြောက်ကိုနှာခေါင်းကနေလေးလေးကိုရှုသွင်းလိုက်ပါဖြည်းဖြည်းချင်းပြန်ရှုထုတ်လိုက်ပါ ရဲ့စိတ်တန်တဲ့နေကိုရဲ့ဝမ်းတွေးမှာရှိနေတဲ့အတ္တစိတ်တွေကိုဖယ်ရှားကြရအောင်ပါနော်။အနေရောဟာလူသားတွေဖြစ်တဲ့အတွက်ကြောင့်အတ္တစိတ်တွေဟာရှိနေပါရင်လူသားတယောက်ဖြစ်လာခြင်းနဲ့အတ္တစိတ်တွေဟာဖယ်ရှားလို့မရနိုင်ပါဘူး။တို့တော့ဒီအတ္တစိတ်တရားမိမိကိုလွှမ်းမိုးမသွားစေဖို့အတွက်မိမိတို့ကိုယ်တိုင်ဟာအတိတ္တိကထားနိုင်ပါတယ်။ အတစိတ်ဟာလူသားရဲ့ဖြစ်တည်မှုနဲ့တွဲပြီးရှိနေပေမဲ့အတစိတ်ရဲ့လွှမ်းမိုးခံခြင်းမခံခြင်းကတော့မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့အတ္တရိမာမာနာတွေကိုရှော့ချလိုက်ကြရအောင်ပါနော်။ကိုယ်ရဲ့နှလုံးသားထဲမှာရှိနေတဲ့နာကျင်မှုတွေဒေါသတွေကြံနေသေးတယ်ဆိုရင်လေဒီချိန်မှာအားလုံးကိုလွတ်ချပေးလိုက်ပါမိသူတူတူတယောက်အပေါ်မှာမှ အတစိတ်တွေဒေါသတွေမာမာနာတွေမထားပါနဲ့ထို့သူဟာမိမိတို့ကိုဘလောက်ပဲဆင်းရဲဒုက္ခတွေဖြစ်စေပါစေတောက အပူတွေပေးနေပါစေထို့သူနဲ့ပတ်သက်ပြီးတော့မုန်းတီးတဲ့စိတ်နှာကြီးတဲ့စိတ်ဒေါသစိတ်တွေရှိနေတဲ့၍မိမိဟာအမြဲတမ်းရှုံးတဲ့ဘက်မှာပဲရှိနေပါတယ် ဒါကြောင့်ဒီနေ့ဒီချိန်ဒီနေရာမှာပဲကိုယ့်ရဲ့အတ္တစိတ်ဒီမာမာနာရီနာကြီးမှု မောင်းတိမှုဒေါသတွေအားလုံးကိုလွတ်ချပေးလိုက်ပါဒီခက်စားချက်တွေကခံစားလို့ရပါတယ်သို့တော်စုပ်ကိုင်မထားမိပါစေနဲ့ဒေါသထွက်လို့ရတယ်သို့တော်ဒေါသကိုစုပ်ကိုင်မထားပါနဲ့ မုံတီပောက်ကွဲလိုက်လို့ရတယ်သို့တော့အမုံတရားကိုရင်းနှင်းမှာစုပ်ကိုင်မထားပါနဲ့ခန်းစားချက်တရားခန်းစားပြီးတဲ့အခါမှာအားလုံးကိုလွတ်ချနိုင်ဖို့အတွက်လိုအပ်ပါတယ်လူတယောက်ဟာခန်းစားချက်တွေကိုလွှတ်မချနိုင်တဲ့အခါမှာသူ့ရဲ့ vibration တွေရတယ်ဘလို့မှမြင့်တက်မလာနိုင်ပါဘူး မိမိကိုကိုကြောက်ခဲတွေဆွဲထားသလိုပုံပေါ်လို့ရပါတယ်။ကြောက်ခဲတွေဆွဲထားတဲ့အခါမှာအနေရောကရင်မျက်နှာပြင်ပေါ်ကိုကူးခက်ပြီးတော့သတ်မှတ်သွားနိုင်ပါဘူး။ဒီကြောက်ခဲတွေကမိမိတို့ကိုရေအောက်ထဲကိုဆွဲချသွားပါလိမ့်မယ်။မိမိတို့ကရင်မျက်နှာပြင်ပေါ်ကိုတတ်ခါလေကိုတဝါကြီးရှူရှိုက်နိုင်ဖို့အတွက်ကိုကူကိုခြိထားမိတဲ့ကြောက်ခဲတွေအားလုံးကိုလွှတ်ချပေးလိုက်ပါ။ ရေမျက်နှာပြင်ပေါ်မှာအတူတူအားလုံးကမျှော်လင့်ဆောင်စားနေတဲ့ new art ကရှိနေပါတယ် မိမိကိုကိုတတိလေးပေးလိုက်ပါအတိလေးပေးလိုက်ပါငါဟာဒီနေ့ဒီချိန်ဒီနေရာမှာပဲငါရဲ့ရှင်ထဲမှာရှိနေတဲ့အမုန်းတရားတွေကိုလွတ်ချလိုက်ပါပြီငါရဲ့ရှင်ထဲမှာရှိနေတဲ့မာမာနာတွေကိုလွတ်ချလိုက်ပါပြီငါရဲ့ရှင်ထဲမှာရှိနေတဲ့အတ္တစိတ်တွေကိုလွတ်ချလိုက်ပါပြီငါရဲ့ရှင်ထဲမှာရှိနေတဲ့ဒေါသစိတ်တွေကိုလွတ်ချလိုက်ပါပြီငါရဲ့စိတ်တဏ္ဍန်ထဲမှာရှိနေတဲ့မကောင်းတဲ့စွမ်းအင်တွေအားလုံးကိုလွတ်ချလိုက်ပါပြီ Thank you. ိုယ့်ရဲ့အတ္တကိုယ့်ရဲ့မာမာနကိုယ့်ရဲ့ဒေါသတွေကိုလွှတ်ချနိုင်တဲ့အခါမှာကိုယ့်ရဲ့နှလုံးအိမ်ဟာပေါ်ပါသွားပါလိမ့်မယ်ကိုယ်ရဲ့ဝမ်းတွင်းထဲမှာရှိနေတဲ့ကြောက်စိတ်ကလေးတွေကိုလည်းလွတ်ချကြရအောင်ပါ။ကြောက်စိတ်တွေ၊ကန့်တက်ချက်တွေ၊စိုးရိမ်မှုတွေဟာ အနေရောလူသားတွေကိုမျိုးမျက်နှာပြင်ပေါ်ကိုတတ်မတွားနိုင်အောင်ပြန်ဆွဲထားတဲ့ကြောက်ခဲတွေဖြစ်ပါတယ်။ဒီနေ့ဒီချိန်ဒီနေရာမှာပဲ ကြောက်စိတ်တွေစိုးရိမ်ပူပန်မှုတွေတောကတွေကိုလည်းလွတ်ချခဲ့လိုက်ကြရအောင်ပါ။ကံတက်ချက်တွေအလုံးကိုလည်းလွတ်ချလိုက်ကြရအောင်ပါ။မိမိကိုယ်ကိုကံတက်ထားမိတဲ့အရာတွေရှိနေပါသလား။ဒီကံတက်ချက်တွေအလုံးကပုံရိပ်ရောင်နေ illusion တွေဖြစ်ပါတယ်။ကံတချက်တီအားလုံးကိုဖယ်ချနိုင်တဲ့အခါမှာအဆုံးအစမရှိတဲ့ကဘာမြေတစ်ကို တွေ့ရှိလာပါလိမ့်မယ်။ ဒီနေ့ဒီချိန်ဒီနေရာမှာပဲအနေရောအားလုံးတူတူကိုယ့်ရဲ့ကန့်သက်ချက်တွေကိုလွှတ်ချရအောင်ပါ။ငါကိုငါကန့်သက်ထားမိတဲ့ဒီရာတွေကိုလွှတ်ချလိုက်ပါတယ်။ငါကိုငါကန့်သက်ထားမိတဲ့ယုံကြည်မှုတွေကိုပြောင်းလိုက်ပါတယ်။အကြောက်တရားတွေရဲ့လွတ်မှုမှု အောက်မှာ မနေပါနဲ့။ဒီနေ့ဒီချိန်ဒီနေရာမှာပဲမိမိရဲ့အကြောက်တရားတွေအားလုံးကိုလည်းလွှတ်ချခဲ့လိုက်ပါ။ အကြောက်တရားတွေအားလုံးကိုငါဟာလွတ်ချရဲတယ်အကြောက်တရားတွေအားလုံးကိုငါဟာရင်ဆိုင်ကြော်ဖြတ်ရဲတယ်ဆိုရဲခွန်အားတတိကိုလက်ခံယူလိုက်ပါဆိုရေပူပန်မှုတောကတွေအားလုံးကိုလည်းလွတ်ချပေးလိုက်ပါ အညီတို့လူသားတွေဟာကြုံမြင်ရတဲ့အနာဂတ်ကို အမတန်အာရုံစိုက်လိရှိကြပါတယ်။အနာဂတ်ကို surrender လုပ်နိုင်မှသာလျှင်မိမိတို့ရဲ့ vibration တွေဟာတက်လာနိုင်မှာဖြစ်ပါတယ်။အနာဂတ်ကိုလွတ်မချနိုင်သေးတဲ့၍အနာဂတ်နဲ့ပတ်သက်ပြီးတော့စုပ်ကိုက်ထားသေးတဲ့၍အနာဂတ်နဲ့ပတ်သက်လို့ထိမ့်ချုပ်ခြင်းနဲ့စိတ်ကလေးတွေရှိနေတဲ့၍မိမိတို့ရဲ့တောကစိုးရိမ်ပူပန်မှုတွေဟာလည်းပြေပြောက်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့်မိမိတို့ရဲ့အနာဂတ်ကို surrender လုပ်ထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အတိတ်ကို လက်ကိုလောက်ကကိုယ့်ရဲ့အနာဂတ်ကို surrender လုပ်ထားပြီးပြစ်စုံပံမှာအပြည့်အဝအသက်ရှင်သန်နေနိုင်ခြင်းသာလျင်ဖြစ်ပါတယ်။ဒါကြောင့်မရောက်လာသေးတဲ့အနာဂတ်ကိုလည်း surrender လုပ်ထားလိုက်ပါ။ဘယ်ရာပဲလာလား ်ဘယ်ရပဲလာလာငါဟာဒါရီအားလုံးကိုရင်ဆိုင်ကြောဖြတ်နိုင်မယ်ခွန်အားတတိနဲ့ဉာဏ်ပညာတွေအပြည့်အဝရှိနေတယ်ဆိုတာမိမိကိုယ်ကိုယုံကြည်ထားလိုက်ပါပြီးခဲ့ပြီးသားအတိတ်ကိုလည်းလက်လွတ်ပေးလိုက်ပါပြီးသွားခဲ့တဲ့အရာတွေဟာပြင်လို့မရဘူးပြီးသွားခဲ့တဲ့အရာတွေကိုလှေကတိတွေအဖြစ်နဲ့အသုံးချကအမြင့်ကိုထပ်ပြီးတက်သွားဖို့အတွက်အရေးကြီးပါတယ်။ဒါကြောင့်ပြစ်စုံပမ်းမှာအပြည့်အဝဆုံးရှင်တန်လိုက်ပါတော့။ အနေရော9မိနစ်လောက်ကလေးပဲယခုလက်ရှိပစ္စုပန်လေးကိုအာရုံလေးပြုကြည့်ရအောင်ပါနော်ပစ္စုပန်မှာအသက်ရှင်တန်နေတဲ့မိမိကိုကိုအာရုံပြုကြည့်ပြီးကျေစုတင်လိုက်ပါပစ္စုပန်မှာမိမိရဲ့ဘေးမှာရှိနေတဲ့ချစ်ရတဲ့သူတွေကိုအာရုံပြုပြီးကျေစုတင်လိုက်ပါပစ္စုပန်မှာမိမိအကောင်းဆုံးလုပ်နေနိုင်တဲ့အရာတွေကိုအာရုံပြုပြီးကျေးဇူးတင်လိုက်ပါ တော့အနေရိုတွေပုံမှန်လေးအသက်ကိုရှွသွေးရှွထုပ်လှောက်ဆောင်ရင်းနဲ့ပြစ်ဆုပ်ပံကိုကျေစုတင်ရအောင်ပြစ်ဆုပ်ပံကိုအာယုံဆိုင်ပြီးကျေစုတင်နေရင်အာယုံနေရာထွေပြားပြန့်လွင့်လာတဲ့အခါတွေမှာကိုယ့်ရဲ့အာယုံကအတိတ်မှာရှိနေသလားအနာဂတ်မှာရှိနေသလားစမ်းစစ်ကြည့်လိုက်ပါအတိတ်မှာရှိနေတယ်ဆိုရင် let go လုပ်လိုက်ပါအနာဂတ်မှာရှိနေတယ်ဆိုရင် surrender လုပ်ပေးလိုက်ပါ အနေရဆိုဖက်မီများအားလုံးပဲလေးလေးကိုရှွတ်သွင်းလိုက်ပါရှွတ်ထုတ်ပါစိတ်တွေကိုပြန်လေးဆူဆီးကြရအောင်ပါနော် ကိုယ့်ရဲ့စိတ်တဏ္ဍာနဲ့ခန်းစားချက်တွေပို့ပါသွားတာကိုသတိပြုကြည့်လိုက်ပါကိုယ့်ရဲ့ဝမ်းတွေးထဲမှာရှိနေတဲ့ကြောက်စိတ်တွေကျော်ပါသွားတာကိုသတိပြုကြည့်လိုက်ပါအတိတ်နဲ့ပတ်သက်လို့စုတ်ကိုက်ထားခြင်းတွေမရှိတဲ့အတွက်ပို့ပါလာတာကိုသတိပြုကြည့်လိုက်ပါအနာဂတ်နဲ့ပတ်သက်လို့ surrender လုပ်ထားနိုင်တဲ့အတွက်စိတ်တွေဟာတည်ငြိမ်အေးချမ်းသွားတာကိုသတိပြုကြည့်လိုက်ပါဒီခိုက်တက်လေးကိုအမြဲတမ်းသတိရနေပြီးပါ ။တနေ့သားမှာကိုယ့်ရဲ့စိတ်တွေကမတည်ငြိမ်လာတဲ့အခါမှာပြစ်စုံပန်ကိုသာအာရုံပြုထလိုက်ပါ။အနေတို့တွေအားလုံးမျောလင့်နေတဲ့ new art ဆိုတဲ့ကဘာမြေအစ်စ်ဟာယခုလက်ရှိပြစ်စုံပံမှာရှိနေတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အနေတို့ရဲ့ energy work လေးကအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။